ားလုံးပဲမင်္ဂလာပါခင်ဗျာဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ချန်ပီယံလိပိုဆွဲနိုင်မဲ့အသင်းမှာအာဆန်ကိုစကားထဲတော့မထည့်ခဲ့ပဲ PSG ကိုရွေးချယ်သွားခဲ့တဲ့ Luis Figo ဘော်ရီဂန်ဝင်းစာမကြီး Luis Figo ကတော့ယခုနှစ်ဘောလုံးရာသီရဲ့ချန်ပီယံလိပြိုင်ပွဲမှာပိုဆွဲနိုင်တဲ့အရှိဆုံးအသင်းကိုရွေးချယ်ပေးခဲ့ရမှာအသင်းအောင်ဖြစ်တဲ့ Inter Milan ထက် PSG ကိုပိုပြီးတော့သဘောကျမိတဲ့အကြောင်းထုတ်ဖော်ပြောကြားသွားပါတယ်လတ်ရှိချိန်မှာတော့ Champions League Semi-final ကို Arsenal, PSG, Inter Milan နဲ့ Barcelona အသင်းတို့တက်ရောက်သွားခဲ့ကြပြီးတော့ Arsenal နဲ့ PSG အင်တာနက်ဘာကာတို့ကထိတိုက်တွေ့ဆုံနေကြလည်းဖြစ်ပါတယ်။ဖီကောတော့ဒီလေးသိန်းထဲမှာ PSG ကိုသာသဘောကျဆုံးဖြစ်နေကြတာပါ။ဖီကောရဲ့စကားတော့ Arsenal ပြိတ္တတွေကိုစိတ်ဆိုးဒေါသထွက်စေနိုင်ဖို့ရှိပါတယ်။ Arsenal အသင်းကယခုနှစ် Champions League မှာထင်မှတ်ထားတဲ့ခြေစွမ်းတွေကိုပြသထားနိုင်ပြီးတော့ Real အသင်းကိုတော့မှအနိုင်ကျော်ဖြတ်ထားခဲ့တာဖြစ်ပါတယ်။အနိုင်ယူတာတော့မှရိုးတနဲ့အနိုင်ယူတာမျိုးမဟုတ်ပါဘူး။ Real လိုမျိုး Champions League 55လုံးရထားဆိုတဲ့အသင်းမျိုးကို Arsenal အိမ်ကွင်းမှာရောအဝေးကွင်းမှာပါနှစ်ကျော်စလုံးကိုနိုင်ပြီးတော့ကျော်ဖြတ်နိုင်ခဲ့တာပါ။ ဒါကြောင့်လက်ရှိချိန်မှာတော့အာစနယ်တင်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ကအမြင့်ဆုံးကိုရောက်ရှိနေမယ်ဆိုတာသိကြပါရယ်။ဒါမဲ့အာစနယ်ကချန်ပီယံလိရဲ့ခုလိုမျိုးမြင်မာတဲ့အဆင့်မှာအတွေ့အကြုံကောင်းနေရှိမှထားတာကြောင့်ဖလားရမယ်ဆိုရင်အနေထားမျိုးတွေထင်ကျေးပေးကြတဲ့သူကတော့ရှားပါလိမ့်။အိုင်ဘတ်ခွန်ရှိကိုဝမ်းအစ်ပတ်တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ဝမ်းအစ်ပတ်အကောင့်ဖွင့်သူတိုင်းပရိုမိုကုတ် FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်းဘောနပ်စ်ရယူကစားလို့ရအောင်လဲသတင်းပေးပါစေ။ ဖုန်းဘောကိမကစားခြင်းလဲဆိုတော့ဖုန်းနံပါတ် Viber 39 63 03 93တွေနိုင်တို့ကွန်မန်တိုင်းမှာခြာပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာဒါပေမဲ့ PSG ကလည်းယခုနှစ်ရာသီရဲ့ Louis Enrique လက်အောက်မှာအမြင့်ပြန်နေရာကြောင့်အာဆင်သေးနေတဲ့ PSG ကိုအနိုင်ယူကြော်ဖြတ်ကာထပ်မံပြီးတော့ upset ရလာမျိုးထွက်ပေါ်လာဖို့ကလည်းတကယ်ကိုခက်ခဲပါလိမ့် Louis Figo ကတော့အာဆင်သေးကိုစကားတွေတောင်ထည့်ပြီးတော့ပြောမသွားပါဘူး Inter Milan နဲ့ Barcelona သင်းဟာယခုနှစ်ဘောလုံးရာသီမှာထွေပြဲဝင်တာဖြစ်ဖို့အတွက်အချိန်လေးကောင်းနေတဲ့ရာသီပိုင်ဆိုင်ထားရမယ်လေ သူ့ရဲ့အကြိုက်ဆုံးသင်က PSG သာဖြစ်ကြောင်းပြောကြားလာခဲ့ပါတယ်။ Luis Figo က Ronaldo တို့လို Sporting Lisbon ကနေပဲထုံးပေါက်ပေါက်နဲ့ထွက်ပေါ်လာခဲ့တာဖြစ်ပြီးတော့ Barcelona, Real Madrid နဲ့ Inter Milan အသင်းတွေမှာကစားခဲ့ဥပါတယ်။ဒါကြောင့်လဲ interview တစ်ခုမှာအသင်းအောင် Inter Milan အနေနဲ့ Champions League ဘိုးဆွဲတိုင်းကြီးရှိမရှိစွာနဲ့ပတ်သက်ပြီးတော့ Figo ကိုမေးမြန်းခဲ့ရမှာ Figo က Inter Milan ကတော့ဒီဟာဒီမှာဖလားသုံးလုံးအောင်ပွဲလမ်းကြောင်းပေါ်မှာဆက်ပြီးတော့ရှိနေသေးပါ။သူတို့ရချင်းလဲရသွားနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ Simone Inzaghi ရဲ့အသင်းကခံစားပွဲအရန်ကိုကြစ်လင်လို့နဲ့အသင်းဖြစ်နေပါတယ်။ ချန်ပီယံလိဂ်စီမီရောက်နေရတော့မှဂိုးနည်းနည်းလေးပဲပေးထားသေးတာကတတ်သေးပါပဲ။ဒါပေမဲ့သူတို့စီမှာလော်တာရိုမာတီနက်စ်တို့လိုတိုက်စစ်ဂျာမားကောင်းတွေကလည်းရှိနေတာကြောင့်အခွင့်အကောင်းလေးနည်းနည်းရလိုက်တာနဲ့ဂိုးရဘွားတော်တော်လေးကိုအခြေအနေကောင်းနေပါလိမ့်။ဒါကြောင့်ဂိုးသိမ်းမပြတ်တဲ့နိုင်ပွဲနဲ့ရလက်ကောင်းတွေရယူပြီးတော့အောင်ပွဲခံသွားနိုင်ပါတယ်လို့ပြန်လည်ပြီးတော့ဖြေချသွားခဲ့တာဖြစ်ပါလိမ့်။ဒါပြင်ဆိုပါအင်တာဗျူးမှာဆိုရင်ယခုနှစ်ချန်ပီယံလိဂ်မှာဘယ်အသင်းဘိုးဆွဲနိုင်ရင်ရှိဆုံးလဲလို့ဖီဂိုထပ်မံပြီးတော့မေးမြန်းခဲ့ရမှာတော့ဖီဂိုကကျွန်တော်အမြင်မှာတော့ PSG ကိုပဲမျက်စိကျနေမိပါလိမ့်။ တို့ရဲ့လက်ရှိနေသားကိုကြည့်ရင်ဒီငင်ကောင်းမွန်တဲ့ရလဒ်တွေကိုရယူထားနိုင်သူကျန်းခိုင်မှုနေသားကလည်းအရင်ပဲကောင်းမွန်နေတာပါဒီလာပေါင်ကြီးတော့ပြောဖို့ကတော့ခက်ပါတယ်ဒါမဲ့ PSG ကိုတော့ကျွန်တော်ကကြိုက်ပါတယ်ဒါမဲ့အသင်းအသင်းကိုဘိုင်းနေတက်ပြီးတော့ပြောကြတာမျိုးတော့ကျွန်တော်မလုပ်ချင်ပါဘူးလို့ပြောသွားခဲ့တာပဲဖြစ်ပါတယ်ဒါမဲ့စီမီတက်ခဲ့တဲ့အသင်းတွေအားပေးကြတဲ့ကိုစီပရိသတ်တွေကတော့လက်ခံနိုင်ကြမယ်မထင်ပါဘူးပရိသတ်များအနေနဲ့ကောင်းဖီကွဲရွေးချယ်မှုပေါ်ဘလို့မြင်မိကြလဲဗျမိမိတို့ရဲ့မြင်ကိုလည်းကိုမန်းကားတွေပြောပေးခဲ့လို့ရပါတယ်ဒီနေ့ချန်ပီယံလိနောက်ဆုံး၄သင်းမဲ့ကျွန်တော်အချိန်မှာဘယ်သင်းဘိုးဆွဲသွားမယ်ထင်လဲ ဘယ်သိန်းကိုအားပေးကြလဲဗျအဲ့ဒါလေးလည်းရေးပေးခဲ့လို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ